ညောင်ဖြူပင်ရဲ့အကြောင်းကိုအရင်ဆုံးသိထားဖို့လိုပါတယ်။ညောင်ဖြူပင်ဟာ Ficus benhalensis တင်ဘောတဖန်ရွယ်မျိုးအမျိုးအစားဖြစ်ပါတယ်။အိန္ဒိယနဲ့အရှေ့တောင်အာရှမှာအများဆုံးတွေ့ရပြီးတော့ယဉ်ကျေးမှုနဲ့ဘာသာရေးအတွက်အလွန်အရေးပါတဲ့အပင်လည်းဖြစ်ပါတယ်။မြန်မာပြည်ကလူတို့ချို့အဲ့တော့ညောင်ပင်ကိုအိမ်မှာမစိုက်ကောင်းဘူးလို့အယူရှိကြပါတယ်။ညောင်ပင်တွေရဲ့အရွယ်အစားကတော့ကြီးမားပြီး တက်ရှိပင်ဖြစ်တာကြောင့်နစ်ပေါင်းရာချီတက်ရှိနိုင်ပါတယ်။ညောင်တပင်ဟာဧကနဲ့ချီပြီးကျပြတ်နိုင်ပါတယ်။ရှည်လျားတဲ့ဂိုင်းတွေကို လေရှူဂိုင်းထွက်မြစ်တွေက ထောက်ပံ့ပေးထားလို့ရှိပါတယ်။အမြင့်ပေအားဖြင့်30မီတာ68ပေခန့်အထိမြင့်နိုင်ပါတယ်။ညောင်ပင်ရဲ့အမြင့်တွေကကြီးမားကျပြတ်ပြီးလေရှူမြစ်တွေကလည်းဂိုင်းတွေကနေတဆင့်တွဲလောင်းကျနေတတ်ပါတယ်။မိုးရသည်မှာတော့အမြင့်တွေက ပင်စည်နဲ့ဂိုင်းတွေကနေထွက်လာပြီးတက်ကြပါတယ်ပင်စည်ကထွက်လာတဲ့အမြစ်တွေကပင်စည်နဲ့ကပ်ပြီးမြေကြီးထဲကိုထိုးဝင်တက်တာကြောင့်ပင်စည်ရဲ့ပုံတံကိုပေါ်ပြလေရှိပါတယ်အရွက်တွေကတော့အသေးပုံရှိပြီးအစိမ်းအောင်ဖြစ်ပါတယ်အရွက်ပေါ်မှာရွက်ကြောတွေကိုထင်ရှားစွာတွေ့မြင်နိုင်ပါတယ်အတိကတော့ရင့်မဲ့လာရင်အနီအောင်ဖြစ်ပြီးလူတွေစားသုံးလို့မရပါဘူးဒါပေမဲ့ကျင်းငက်တွေအတွက်ကတော့အလွန်အသုံးဝင်တဲ့ညောင်သီးပဲဖြစ်ပါတယ် ဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာတို့ရဲ့အလေးထားရအပင်လည်းဖြစ်ပါတယ်။ညောင်ပင်ဟာကြီးမြန်ပြီးအမြင့်များစွာလွယ်ကူစွာထွက်လေရှိတာကြောင့်ဘွန်ဆိုင်စိုက်ပျိုးသူများကြမှာအလွန်ရေပန်းစားပါတယ်။အလင်းရောင်ကောင်းကောင်းလွတ်အပ်ပြီးတော့နေရောင်တိုက်ရိုက်ထိတွေ့တာကိုလည်းခံနေရှိပါတယ်။ရေခိုးရင်ွင့်များတာကိုနစ်သက်ပြီးရေဝတ်တာကိုကြောက်ပါတယ်။ရေဝတ်တာနဲ့အမြင့်ပုတ်လွယ်ပြီးအပင်သေးတဲ့အထိဖြစ်နိုင်ပါတယ်။ပရိုမင်းကိုပုံမှန်လုပ်ပြီးတော့ပုံစံနဲ့အရွယ်အစားကိုထိမ့်သိမ်းထားနိုင်ပါတယ်။ ပူနွေးဆွတ်ဆွတ်တဲ့ယာတိဥဒုကိုစိုက်နှက်တဲ့ပြီးအေးခက်စေတဲ့ယာတိဥဒုကိုတော့ကြောက်ပါတယ်ဘုန်းဆန်းနုပညာကိုစတင်လေ့လာမဲ့သူတွေအတွက်ညောင်ဖြူကအကောင်းဆုံးအပင်ဖြစ်တယ်ဆိုရင်မမားပါဘူးဘာကြောင့်လဲဆိုရင်တော့နံပါတ်1မြန်မာပြည်ရဲ့ဘယ်နေရာမဆိုညောင်ဖြူပင်ကိုတွေ့ရနိုင်ပြီးအလွယ်တကူရှင်းသက်နိုင်ပါတယ်ကြီးမြတ်တဲ့နံပါတ်1ကြီးမြတ်တဲ့အပင်ဖြစ်လို့အချိန်အနည်းဆုံးနဲ့ပုံဆိုင်ပင်တပင်ကိုပန်းဆိုင်နိုင်ပါတယ်နံပါတ်3 လေရှုမြစ်ဂိုင်းထော့မြစ်တွေထွက်တက်လို့ဘွန်ဆိုင်တိက်ကိုပို့ပြီးပြင်ပြင်စေပါတယ်တေချာတာကတော့တိတ်ကူးမဆိုင်ပဲပြစ်ထားရင်တောင်ရှင်တန်နိုင်တဲ့အပင်ဖြစ်ပြီး view site လုံးပြီးရေများတွိုင်းတော့အမြင့်ပုတ်ပြီးတေးတတ်တဲ့အပင်မှာကျွန်တော်ဆိုရင်တော့တေးတာတွေမနှဲပါဘူးဂိုင်းတွေကအမြင့်တွေဖြတ်ပြီး အစေး၆တဲ့အထိထားပြီးမှ မြေစာနဲ့စိုက်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်အစေးအစေးမ၆ခင် ရေထိမယ်စိုက်မိမယ်ဆိုရင်တော့ပုတ်တတ်ပါတယ်